အားလုံးပဲမင်္ဂလာပါဗျကိုဗီ sharing ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့တင်ဘလောက်ချမ်းသာနေပြီလဲနံပါတ်1ချမ်းသာကြော်ရမှုကိုဘာနဲ့တိုင်းမလဲတင်ဘလောက်ချမ်းသာနေပြီလဲလို့မေးလာရင် အများစုကရွှေငွေတိုက်တာလုပ်ငန်းတိမ်ပေါင်းဘလောက်ခုလောက်စုမိနေပြီချမ်းသာနေပြီအင်းဒါမှမဟုတ်လေအကျွေးတင်ပြီဖြစ်ကြောင်းပြောနေကြမှာပါဒါပေမဲ့ချမ်းသာကြော်ရမှုကိုငွေကြေးဥစ္စာပမာဏနဲ့မတိုင်းတာပဲနဲ့ဒီအချိန်နဲ့တာတိုင်းတာတက်ပါတယ် ဘလို့တိုက်တာတဲ့လဲဆိုတော့ကျွန်တော်တို့ဒီနေ့ကစပြီးတော့ဝင်ငွေရတဲ့အလုပ်ဘာမှမလုပ်တော့မယ်နဲ့ကိုလက်ရှိစုဆောင်ထားတာနဲ့ထိုင်စားနေရင်ဘလောက်ကြကြထိုင်စားနေနိုင်မလဲအဲ့ဒီမိခွန်းရဲ့အဖြေဟာကျွန်တော်တို့ရဲ့လက်ရှိကြွယ်ဝချမ်းသာမှုပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကြွယ်ဝချမ်းသာမှုကတရက်စာလားတစ်လစာလားဒါမှမဟုတ်တစ်နှစ်စာလားဆယ်နှစ်စာလားအင်းတဘဝလုံးစာလားဆိုတာကိုတွက်ချက်လို့ရပါတယ်နံပါတ်1ကိုကိုမမနဲ့ညီညီငွေတခင်ဘယ်သူအရင်ဖြစ်မလဲ တငယ်ချင်း၃ယောက်ရှိပါတယ်ကိုကိုမမနဲ့ညီညီလိုပဲဆိုပါလို့ဒီ၃ယောက်ထဲမှာကိုကိုကအထူးချွန်ဆုံးအထက်မြတ်ဆုံးပါဒါကြောင့်လေကိုပိုင်စီဝိုင်းလေးတော့ပြီးအတော်အောင်မြင်နေပါတယ်အဲတလသိန်း50လောက်ဝင်လို့ရှိပါတယ်ဝင်ငွေကောင်းတော့၃လပြုံးနိုင်တာပေါ့အဲတလ45သိန်းလောက်သုံးလို့9သိန်းလောက်စုမိပါတယ်လူတွေအချင်းကြီးအားကြတာကိုခံရတဲ့သူတယောက်ပေါ့မမကတော့တလ15သိန်းရတဲ့အလုပ်လုပ်နေပြီးသူလည်း၃လပြုံးနိုင်ပါတယ်တလ17သိန်းလောက်သုံးလို့၃သိန်းလောက်စုဖြစ်ပါတယ် ညီညီကတော့သူတို့တောင်းရောက်မှာအချဆုံးပေါ့ဒါပေမဲ့မဆိုးလာပါဘူးတလ၄သိန်းတော့ရပါတယ်တင်သူ့အတုံးစီကတော့၂သိန်းပါတလကို၂သိန်းစုပါတယ်ဒီတောင်းရောက်ဟာဒီအတိုင်းဆက်သွားနိုင်မယ်ဆိုရင်ရေရှိမှာငွေတခင်ဘယ်သူအရင်ဖြစ်မယ်လို့ခင်ပါတယ်လေဖြည့်ဆွက်ချက်အနေနဲ့ကတော့တိန်90ဟာကိုကိုရဲ့ဝင်ငွေတိတက်လုပ်ငန်းကအကုန်ကြေးတွေအကုန်လုပ်ပြီးကြံတဲ့အမြတ်ငွေဖြစ်ပါတယ်ကိုကိုတုံးတဲ့45သိန်းဟာ ကိုကိုနဲ့သူ့မိသားစုအတုံးစိတ်တက်တက်ကိုဆိုလိုတာပါအဲလုပ်ငန်းမလုပ်တော့ရင်တော့ဆက်ကုန်မဲ့စိတ်ပါဥမာမိဘကိုထောက်ပံ့ရစိတ်ကျမ်းမာရေးစိတ်တာသမီးကိုနိုင်ငံခြားမှာတောင်းထားစိတ်လောင်စာအပျော်ပါအတောက်စာစတဲ့စိတ်တွေပါကိုကိုတလား၃ငွေ45တိတလားစုငွေ9တိအမမကတော့တလား၃ငွေ12တိတလားစုငွေ3တိညီညီကတလား၃ငွေ2တိတလားစုငွေ2တိ ။တနေ့ကြာတဲ့အခါမှာကိုကိုက360စုမိပါတယ်။မမက36သိန်း။ညီကြီးကတော့24သိန်းပဲစုမိပါတယ်။အပေါ်ရန်ကြည့်မယ်ဆိုရင်တော့ကိုကိုကသူတို့အားလုံးထဲမှာအချမ်းသာဆုံးပေါ့။တနေ့ထဲနဲ့သိန်း60တောင်စုမိတာကိုညီကြီးထက်ပဲနဆခွဲပိုချမ်းသာတယ်လို့ထင်ရတာပေါ့။ဒါပေမဲ့ကိုကိုကအတုံးဖြုံးကြည့်တယ်။တလ45သိန်းတောင်တုံးနေတာ။သူသာအလုတ်ဆက်မလုပ်တော့ရင်ဒါမှမဟုတ်အလုတ်ဆက်မလုပ်နိုင်တော့ရင်သူစုထားတဲ့360ကတလားကြော်ကြော်တော့ပဲခံပါပါ ်ကိုကိုရဲ့ကြွယ်ဝချမ်းသာမှုကအချိန်ရက်40ပဲရှိပါတယ်။မမကတော့စုထားငွေ36သိန်းကိုတလား12သိန်းသုံးတော့အလုံးလုံးပဲ3လထိုင်စားနိုင်ပါတယ်။မမရဲ့ကြွယ်ဝချမ်းသာမှုကအချိန်3လပါ။အဲကိုကိုထက်တော့တာပါလေ။ညီညီစုထားတာက24သိန်းနဲ့ဆိုပေမဲ့တလား2သိန်းပဲသုံးတာဆိုတော့ညီညီရဲ့ကြွယ်ဝချမ်းသာမှုကတစ်နှစ်ပါ။သူတစ်နှစ်တောင်အလုံးလုံးပဲနေနိုင်ပြီ။အချိန်တစ်နှစ်ချမ်းသာနေပြီ။စုထားတဲ့ငွေကြေးပမာဏနဲ့တွက်ရင်တော့ကိုကိုက တုံးယောက်ထဲမှာအတာဆုံးလို့ထင်ရပါတယ်။အဲတကယ်တကယ်တော့ဒီပုံစံအတိုင်းဆက်သွားနိုင်မယ်ဆိုရင်ညီညီကဝင်ငွေနဲ့နေပေမဲ့ငွေတခင်ဖြစ်ဖို့အနည်းဆက်ဆုံးသူပါ။ဘာကြောင့်လဲဆိုတော့ညီညီရဲ့အတုံးစိတ်ဟာသူ့ဝင်ငွေရဲ့90%ပဲရှိလို့ပါ။မမရဲ့အတုံးစိတ်ကတော့ဝင်ငွေရဲ့80%ရှိပြီးကိုကိုရဲ့အတုံးစိတ်ကတော့ဝင်ငွေရဲ့90%တောင်ရှိနေပါတယ်။ဒီတိုင်းဆက်သွားနိုင်မယ်ဆိုရင်ညီညီကငွေတခင်အရင်ဖြစ်မှာ။နံပါတ်3ကိုကိုဘက်တော်သားတွေအတွက်ပြောချင်တာက ဒီလိုပြောတော့စောရကတက်ချင်တဲ့သူတွေရှိမှန်းကျွန်တော်သိပါတယ်အဲသူတို့တွေကို အမြင်မှရသိချင်းငွေတခင်ဖြစ်စေချင်လို့ဒီ website ကိုအချိန်ကုန်ခံငွေကုန်ခံပြီးလောက်ဖြစ်တာပါခင်ဗျာအိုးကိုကိုကရှာနိုင်လို့တုံးတာပဲတုံးပါစေမရှာနိုင်တော့တဲ့ခါကျရင်တော့အတုံးစိတ်ကို short ချလိုက်မှာပေါ့လို့လွယ်လွယ်တော့ပြောလို့မရပါဘူးခင်ဗျာဒီတုံးပြုံးနေတဲ့သူဟာအပေါင်းတင်ကြပေါင်းဝင်ကြညာမှာမျက်နှာမပြည့်အောင်ဆက်ပြီးတုံးပြနေရတာအဲလူ့ဓမ္မတာပါပဲခင်ဗျာကိုကိုကိုမိမိလိုတလ2သိန်းပဲတုံးပါလို့တွားပြောလို့မရပါဘူးခင်ဗျာ အချိန်တိုင်းသွားနေကြ KTV လေးသွားချင်မယ်ဘီယာဆိုင်လေးသွားချင်မယ်ဆိုင်ကြီးဆိုင်ကောင်းမှာစားချင်မယ်စပယ်ညတာတော့ရိုးရိုးဆန်းဆန်းဆိုင်မှာညတာအောက်တယ်ချင်မယ်လက်ဖွာမြဲလက်ဖွာချင်မယ်ကြွားမြဲကြွားချင်မယ်ဥပမာတာသမီရှိရင်တာသမီကိုဈေးကြီးတဲ့ပုဂ္ဂလိကအကြောင်းမှာထားတာဆိုရင်ဝင်ငွေနေထားတဲ့အချိန်မှာချက်ချင်းကြီးအစိုးရအကြောင်းကိုပြန်ပြောင်းဖို့မလွယ်တလို့ပြောင်းဖို့လည်းရှက်ကြပါလိမ့်မယ်ရုပ်ဆွအဆုံးလောင်စာတို့မဟုတ်မူရစေတို့မဟုတ်မိမကိစ္စကြောင့်ငွေကုန်နေတာဆိုရင်ပို့ပြီးတော့ဖြတ်ဖို့ခက်ပါသေးတယ် အောင်မြင်တဲ့သူတွေမှာဒီလိုငွေကုန်ပေါက်တွေအဖျက်တွေပုံများပါတယ်ကျွန်တော်ကဝင်ငွေများတာမကောင်းဘူးလို့ပြောချင်တာမဟုတ်ပါဘူးဝင်ငွေများတာအရင်ကောင်းပါတယ်ဒါပေမဲ့ဝင်ငွေများသလိုဒီအတုံးဖြုံးလေလိုက်များလိုက်ရင်တော့ဝင်ငွေမကောင်းတဲ့တနေ့မှာမရှူနိုင်မကင်နိုင်တဲ့ဒုက္ခရောက်တဲ့သူတွေကိုတွေးပူပေါင်းများနေလို့ပါအဲကိုကိုလိုလူမျိုးတွေကိုတည်စေချင်တာကကိုကိုဟာမမနဲ့ညီထက်ဝင်ငွေပိုကောင်းတဲ့အတွက်အတုံးဖြုံးကိုလျှော့ရင်ကြံတဲ့နှစ်ယောက်ထက်ငွေတခင်ဖြစ်ဖို့ပုံနည်းဆက်ပါလေ တင်း90ရတာကို45တင်းဖြုံးနေလို့မဖြစ်ပါဘူးခင်ဗျာအဲ45တင်းတုံးမဲ့စားတလောက်15တင်းပဲတုံးမဲ့ဆိုရင်တော့တနည်းနေရင်တင်း420စုမိပါမယ်တလောက်15တင်းတုံးတော့တင်း420ဟာဒီနည်းနည်းနဲ့လေးလကျွဲရတယ်ပေါ့ကိုကိုဟာတလောက်15တင်းညီညီတုံးတာထက်ခုနဆခွဲပို့ပြီးတုံးနေပြီမဲ့ညီညီချက်စောပြီးတော့မှငွေတခင်ဖြစ်ပါမယ်။ဘာကြောင့်လဲဆိုတော့ကိုကိုရဲ့အတုံးစိတ်15တင်းကဝင်ငွေရဲ့30ရာခိုင်နှုန်းပဲရှိလို့ပါ။နံပါတ်၄အဓိကပြောချင်တဲ့အချက် အဓိကပြောချင်တာကတော့ကျွန်တော်တို့ဟာကိုကိုလိုဝင်ဝင်ကောင်းနေရင်မဖြုံးမဲနဲ့အတုံးကြီးကိုရှော့ထားတက်ပါလေလိုအပ်မှာအတုံးကြီးကိုချက်ချင်းရှော့ချဖို့မလွယ်တာကြောင့်မလို့ဒီအစကလေးကအတုံးဖြုံးနေအောင်စင်ကျင်တက်ပါလေဒီလောက်ဆိုရင်ငွေခင်ဖြစ်ဖို့ဆိုတာဝင်ငွေကောင်းဖို့ထက်အတုံးကြီးနေဖို့နဲ့ဝင်ငွေထဲကနေရာခိုင်နှုန်းများများစုမိဖို့ကပိုရေးကြီးကြောင်းတိကျပြီဖြစ်ပါလေစုထားတဲ့ငွေကိုအိမ်မှာတော့ခတ်မှထားပဲဘလို့ခိုင်းရမလဲဆိုတာကိုလည်းနောက်ပိုင်းရေးပြီးတော့ပါအောင်မယ် ဝင်ငွေများပြီးအတုံးစိတ်နေရင်တော့အတိုင်းထက်လုံပါဗျာဒါကြောင့်ငွေတခင်များများဖြစ်အောင်ဝင်ငွေကိုတိုးနိုင်ကြများတိုးအောင်နဲ့ထွက်ငွေကိုရှော့နိုင်ကြများရှော့အောင်ကြိုးစားကြပါလို့ထိုက်တွန်းလိုက်ပါတယ်နံပါတ်5မိုက်တိုင်ဆန်ဥပမာကဘာကျော်လက်ဝေတမဟောင်းမိုက်တိုင်ဆန်ဟာအမေရိကန်ဒေါ်လာတန်း300အထိချမ်းသာခဲ့မှုပါတယ်တလမှာဒေါ်လာ300ခွဲ300နာမှာဒီနှစ်တရာ AC 300ရပါတယ်ဒါတော့ဘန်တိုးကိုထဲမတွက်ရသေးပါဘူးဒါပေမဲ့အတုံးဖြုံးစိတ်အလွန်ကြီးမားလို့ အသက်39နှစ်အရွယ်မှာတင်ဒေဝါလီခံခဲ့ရပြီးလူမွဲစင်းဝင်ဖြစ်ခဲ့ရပါတယ်။အောင်မြင်ကြော်ကြားဝင်ဝေကောင်းပေမဲ့အတုံးဖြုံးကြည့်ရင်ကြွယ်ဝချမ်းသာမှုတာရှည်ခံမှာမဟုတ်ဘူးဆိုတာမိုက်တိုင်ဆိုင်ကတက်တည်ပြသွားပါတယ်။နံပါတ်6ငွေသခင်ဖြစ်ဖို့ဥ္စာဒနာဘယ်လောက်လုပ်လဲ။ငွေသခင်ဖြစ်ဖို့ဥ္စာဒနာဘယ်လောက်လုပ်လဲဆိုရင်တော့တလ30စိတ်ကို300နဲ့တာမြောက်ပါ။အဲဥမာတလအတုံးစိတ်က3သိန်းဆိုရင်ငွေသခင်ဖြစ်ဖို့3900လောက်ပါတယ်ခင်ဗျာ။တလအတုံးစိတ်က တိန်30ဆိုရင်တော့ငွေတခင်ဖြစ်ဖို့တိန်9000လိုပါတယ်။300ရှိရင်ငွေတခင်စောင်းပါမှာရှင်းပြထားပါတယ်။အတုံးစိအများလေးလေးငွေတခင်ဖြစ်ဖို့ဝေးလေးလေးပါပဲ။ကျွန်တော်တို့လည်းအချိန်ဘလောက်ကြွယ်ဝချမ်းသာနေပြီလဲဆိုတာတွေ့ကြည့်ကြပါဆိုခင်ဗျာ။ဒါကတော့ကြွယ်ဝချမ်းသာမှုကိုအချိန်နဲ့ဘလို့တိုင်းတာရမလဲဆိုတာကိုပြောပြထားတာပါ။တကယ်တော့ကြွယ်ဝချမ်းသာသူတယောက်ဖြစ်ဖို့ဆိုတာကိုငွေကြေးဥစ္စာပိုင်ဆိုင်မှုတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။ကျွန်တော်တို့တတ်မှတ်ထားတဲ့လူချမ်းသာဆိုတာဘလို့လူမျိုးလဲ ဘယ်အရာတွေနဲ့ပြည့်စုံရမလဲဆိုတာကိုနောက်ပိုင်းရေးပေးပါဦးမယ်။ဒီစာမှာတော့အတုံးနဲ့အဖြုံးကိုအတုံးအပေါင်းအဖြုံးမိများချင်းထွက်ငွေဖြစ်ရောင်းတော်ရေးထားပါတယ်။ထွက်ငွေကိုခြုံငုံလျှော့စေခြင်းလို့ပါ။နောက်မှာအတုံးနဲ့အဖြုံးကိုခွဲခြားပြတဲ့စာတွေရေးပါဦးမယ်ခင်ဗျာ။အားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ။လေးစားစွာဖြင့်ဘုံဆောင်ကျူးအခုတင်ဆက်ပေးခဲ့တာကတော့ဆရာပုံဆောင်ကျူးရဲ့တင်ဘလောက်ချမ်းသာနေပြီလဲဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ နောက်ဗီဒီယိုမှာလည်းဒီလိုမျိုးငွေကြေးဆိုင်ရာအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးသွားပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်